လှတယ်ဆိုတာကိုရခိုင်လို့ဘယ်လိုပြောလဲလှတယ်ဆိုတာကိုရခိုင်လို့လှရည်လို့ပြောပါလေလှရည်လည်းမဟုတ်ဘူးเนาะအဲ့ဒါနဲ့ဗမာဆန်သွားတယ်လှရည်ဆိုတာလှရည်လှရည်အရန်လှတယ်ဆိုရင်တပြွန်လှရည်ကောင်းကောင်းလှရည်အဲ့လိုပြောပါတယ်ဒါပေမဲ့စစ်တွေသားတွေကိုတွားပြီးတော့မေးရင်တော့ လားရီလို့သူတို့ကပြောပါလိမ့်မယ်လားရီမဟုတ်ပါဘူးတကယ်တော့ခိုင်စကားအစစ်အမှန်အတန်ထွက်အမှန်ကလားရီဖြစ်ပါတယ်ကျွန်တော်တို့ငယ်တုန်းကဆိုရင်စစ်တွေသားတွေကမြို့ကြီးသားတွေဆိုအားကြရဗျာကိုရီးယား live ပြောခဲ့ဘူးလေကိုတောင်မှလားရီမယ်ရီမရီဆိုပြီးတော့သူတို့ကဟာထိုးတန်ကိုဖျောက်ပလိုက်တယ်လားတယ်ဆိုရင်လားရီမားတယ်ဆိုရင်မရီမှန်တယ်ဆိုရင်မယ်ရီဆိုပြီးတော့ပြောတယ် ဲ့လားကိုကျွန်တော်က fashion တစ်ခုအနေနဲ့ဒါအမျိုးကြီးသားတွေပြောတဲ့စကားဆိုတော့လိုက်ပြီးတော့တူပြီးတော့ပြောခဲ့ဘူးလေအခုတော့နားလည်လာပါတယ်တက်ကလည်းကြီးနေပြီဆိုတော့ဒါအမှန်နဲ့အတုံးတော့မဟုတ်ပါဘူးလှရဲဆိုတာကိုလှရဲမှန်တယ်ဆိုရင်မှန်ရဲမှားတယ်ဆိုရင်မှားရဲအဲ့လိုပြောပါတယ်ကျေးဇူးတင်ပါတယ်